မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဥပဒေမဲ့စစ်အာဏာသိမ်းမှုမှသည်တရားမဝင်ရွေးကောက်ပွဲစီသုံးအာဏာသိမ်းအဖွဲ့ကိုတက်တန်းတိုးမှုကအစားဒုသမရများကိုအုံချမှုအလေးပြင်ဆင်နေသည့်ရွေးကောက်ပွဲတစ်အစုံဥပဒေမဲ့လောက်ရများသာဖြစ်ကြောင်းလေးလာသူနှုတ်ကထောက်ပြထားပါတယ် ဒီမိုကရေစီနိုင်ငံများတွင်ရွေးကောက်ပွဲဆိုသည်မှာပြည်သူများက၎င်းတို့ကိုစားနိုင်ငံတော်၏အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးဆိုင်ရာလုပ်ငန်းတာဝန်များကိုထမ်းဆောင်နိုင်ရန်ပြည်သူလူထုကိုစားလူတအူးတယောက်တို့မဟုတ်အစုအဖွဲ့တစ်ခုကိုမဲပေးရွေးချယ်ခြင်းဖြစ်သည်။တနည်းအားဖြင့်ပြည်သူလူထုသည်မိမိတို့ကိုပြည်သူအုပ်ချုပ်မှုကိုရွေးချယ်ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်းစစ်တပ်ကပြည်သူဆန္ဒဖြစ်သောလွတ်လပ်ရေးတရားမျှတသော2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲရလဒ်ကိုလစ်လူရှုကဥပဒေမဲ့အာဏာသိမ်းထားသည့်မှာ၅နှစ်တာကာလအတွင်းသို့ရောက်ရှိလာပြီးဖြစ်သည်။ဤကာလအတွင်းပြည်သူလူထု၏ခုခံတော်လှန်ရေးမှာအာဏာသိမ်းစစ်တပ်ထိမှန်မထားလောက်အောင်ပြင်းထန်လာပြီးတနိုင်ငံလုံးအတိုင်းအတာပြည့်နှံ့တက်ရောက်ခဲ့သည်။မြန်မာနိုင်ငံရဲ့ပြည်ပခပုံမှုဆိုးရွားလာသည်မှလည်းအရှိတရားပင်ဖြစ်သည်။ စစ်တပ်သည်အဆိုပါနိုင်ငံရေးကြက်တဲမှုကိုအပြေရှာရန်ထွက်ပေါက်အဖြစ်ရွေးကောက်ပွဲဆိုသည့်နိုင်ငံရေးလှိုင်းလုံးကိုရှေ့တန်းသို့ပြန်တင်လာကရွေးကောက်ပွဲပထမအစိတ်အပိုင်းကို2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့တွင်ကျင်းပတော်မူဖြစ်ပြီးဒုတိယပိုင်းနှင့်တတိယပိုင်းကို2026ဇန်နဝါရီလတည်းတွင်ဆက်လက်ကျင်းပမည်ဖြစ်သည်ဥပဒေမဲ့စစ်အာဏာသိမ်းမှု ပထမဦးစွာ2021ခုနှစ်ဖေဖော်ဝါရီလတရနေ့ကပေါ်ပေါက်ခဲ့သောအာနာသိမှုတွင်စစ်တပ်က2008ဖွဲ့စည်းပုံဥပဒေပါပုံမှ83ကကြီး438 438 439ရို့နှင့်အညီဆောင်ရွက်ခဲ့သည်ဟုဆိုသည်ထို့တော်လည်းဥပဒေကြောင့်အရတရားဝင်မှုမရှိပဲဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ထားသောစစ်အာဏာသိမ်းမှုတစ်ခုဖြစ်သည်ထို့ပြင်နိုင်ငံတော်သမရဥဝင်မြင့်သည်ကျမ်းမာရေးကောင်းမွန်သည့်အပြင်သမရတာဝန်ဆက်လက်ထမ်းဆောင်နိုင်စွမ်းရှိသောကြောင့် စစ်တပ်၏ဖိအားပေးနှုတ်ထွက်စီမှုကိုလည်းစန့်ကျင်ခဲ့သည်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ83ကတိအရာဒုတိယမဲအများဆုံးရသောဒုတိယသမ္မတဦးမြင့်စွေသည်ယာယီသမရအဖြစ်တာဝန်ယူစေကမူပုံမှ83ခါကွေအရာနိုင်ငံတော်သမရယာလူလက်လက်သွားချိန်တွင်ယာယီသမရအနေဖြင့်နောက်ထပ်သမရအသစ်တအူရွေးချယ်ရန်ပြည်တော်စုလွှတ်တော်အကြီးအမှုနာယကထံစောလျင်စွာအကြောင်းကြားရမည်မှာမလွဲဧကန်ဖြစ်ပြီးပြည်တော်စုလွှတ်တော်နာယကအနေဖြင့်အထူးအစည်းအဝေးဖြစ်စေအရေးပေါ်အစည်းအဝေးကိုဖြစ်စေ ကျင်းပနိုင်ကြောင်းကိုဖွဲ့စည်းဖို့အခြေခံဥပဒေပုံမှ82တွင်အတိအလင်းပြဋ္ဌာန်းထားသည်။ထိုနည်းတူ2010ပြည့်နှစ်တွင်ပြဋ္ဌာန်းခဲ့သောနိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများရွေးချယ်တင်မြောက်ခြင်းဆိုင်ရာဥပဒေအခန်းလေးနိုင်ငံတော်သမ္မတသို့မဟုတ်ဒုတိယသမ္မတလက်လက်ရာထူးနေရာတွင်ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာဥပဒေပုံမှ9ကကြီးနေခနိခါဝေးတို့တွင်လည်းယာယီသမရသည်ပြည်အောင်စုလွတ်တော်နာယကထံသို့အကြောင်းကြားရမည်ဟုဖော်ပြထားသည်။ဤကာလအာနာသိန်းကောင်းဆောင်မရောက်လိုက်နှင့်ယာယီသမရအမိခံမြင့်ဆွေသည်။ ပြည်တော်စုလွတ်တော်နာယကဖြစ်သောဦးတီခွန်မြတ်ထံအကြောင်းကြားအသိပေးအပ်ခြင်းမျိုးလည်းပြုလုပ်ခဲ့ခြင်းမရှိပေ။ရက်ွက်တဲ့ရှိလူအများစုစကားဝိုင်းများတွင်ပြောဆိုတဲ့ကဲ့သို့ဤသို့ပင်ဥပဒေနှင့်စန့်ကျင်စေကောင်းမူ။တိမ့်ချင်လို့ကိုတိမ့်သည်ဟူ၍ပင်မှတ်ယူရပေမည်။ထို့ကြောင့်ယာယီသမရအဖြစ်ဦးမြင့်စွေတာဝန်ယူကြီးညာခဲ့သည့်အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များဖြစ်သောပုံမှန်၄၁၇၄၁၈၄၁၉တို့ကိုနိုင်ငံတော်သမ္မတဦးဝင်းမြင့်သာလက်ရင်း အမျိုးသားကောက်ွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍အမိန့်ထုတ်ပြန်ကြေညာနိုင်သည်ဖြစ်သည်အဘယ်ကြောင့်ဆိုသောရွေးကောက်ခံနိုင်ငံတော်တမရဦးဝင်းမြင့်၏ယာရုတက်တန်သည်2021ခုနှစ်မလ31ရက်နေ့မှသာလျှင်ကုန်ဆုံးပြီဖြစ်သောကြောင့်ဦးမြင့်ဆွေ၏ကြေညာချက်များသည်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်လျက်ရှိသည်အနာသိန်းကာလနောက်ပိုင်းအဖြစ်ပြောင်းများ အာနာသိန်းကာလနောက်ပိုင်းအဖြစ်ပြက်များကိုဆက်လက်လေ့လာကြည့်မည်ဆိုပါကပုံမှန်၄၁၀ကိုအရာဂျမရောကခွဲရေးဦးစီးချုပ်သည်ဥပဒေပြုရေးအာဏာကိုသာမိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခွင့်ရှိပြီးအုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေးအာဏာများကိုအဖွဲ့အစည်းတရရက်ဖွဲ့စည်း၍ဖြစ်စေတင်လျော်သည့်ပုံကိုတူဦးအားဖြစ်စေလွှဲအပ်ကျင့်သုံးဆောင်ရွက်ခွင့်သာရှိသည်ဤနေရာတွင်တတိချက်ဆရာတစ်ခုရှိသည်တင်လျော်သည့်ပုံကိုတူဦးအားဖြစ်စေဆိုသည်မှာဂျမရောကခွဲရေးဦးစီးချုပ်ဟူ၍ဖော်ပြထားခြင်းမရှိသည့်အချက်ဖြစ်သည် ထို့ကြောင့်စစ်ကောင်စီနှင့်အိမ်ဆောက်အစိုးရအဖွဲ့အစည်းတွင်မင်းအောင်လှိုင်နေဖြင့်အုပ်ချုပ်ရေးတာဝန်များလုံးဝယူပိုင်ခွင့်မရှိပေ။စစ်အာဏာသိမ်းကာလစစ်အုပ်ချုပ်ရေးအမိန့်များကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နှင့်အတွင်ရေးမှူးဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းတွေတို့ကသာလည်းရင်ကြီးညာချက်ထုတ်ပြန်မှုရှိသည်ကိုတွေ့နိုင်သည်။ဒီလောက်ရမြသည်လေစစ်ကောင်စီကိုကရွေအာဏာသိမ်းခဲ့သောအခန်း7အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်ပါဥပဒေများကိုဆက်လက်ချိုးဖောက်နေခြင်းပင်အခြေခံဥပဒေပုံမှန်413ခါခွေအရာ နိုင်ငံတော်သမ္မတကသာလျင်စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်နိုင်သည်ဟုဖော်ပြထားသည်မင်းအောင်လိုက်ဦးဆောင်သောအမျိုးသားကောက်ကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်438အရာဥပဒေကဲ့သို့အာဏာတည်သောအမိန့်ထုတ်ပြန်၍အရေးပေါ်ကာလအကျိုးသက်ရောက်သောအချိန်တွင်တနည်းဟုပြဋ္ဌာန်းထားသည်ဆက်လက်၍အခြေခံဥပဒေပုံမှပုံမှ421ခါခွေအရာကောက်ကွယ်ရေးဦးစီးချုပ်ကရင်အားပေးထားသည့်တာဝန်များကိုပြီးမြောက်အောင်ဆောင်ရွက်ခြင်းမပြုနိုင်ပါကနိုင်ငံတော်သမ္မတသည်ကာလုံနှင့်ညှိနှိုင်းပြီးတာမန်အားဖြင့်6လတစ်ချိန်နှုန်းဖြင့် နှစ်ကြိမ်တိုးမြှင့်ပေးနိုင်ပြီးအဆိုပါတိုးမြှင့်ပေးသည့်ကိစ္စရပ်ကိုပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ယူ၍အစီရင်ခံတင်ပြရမည်ဖြစ်သည်ထို့သောစစ်ကောင်စီအနေဖြင့်ပြည်ထောင်စုလွှတ်တော်အရေးပေါ်အစည်းအဝေးမခေါ်ယူဘဲ2022ခုနှစ်အတိထပ်မံတက်တန်းတိုးခဲ့သည်ထို့ပြင်အမျိုးသားကောက်ွယ်ရေးနှင့်လုံခြုံရေးကောင်စီက2023ခုနှစ်ဇန်နဝါရီ31ရက်နေ့တွင်အစည်းအဝေးခေါ်ယူပြီးမြန်မာနိုင်ငံ၏လက်ရှိအခြေအနေဟာတာမန်မဟုတ်သောအခြေအနေတွင်ရှိနေသည်ဟုသုံးသပ်ဆုံးဖြတ်ခဲ့ကြသည် အဆိုပါအစည်းအဝေးတွင်ဒုတိယသမ္မတဥပန်တီယူကဂျမားရေးအရခွင့်တိုင်ကြသည်ဟုစစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့သည်တာမန်ဟုတ်ခြင်းမဟုတ်ခြင်းကိုဖွဲ့စည်းပုံအခြေခံဥပဒေတွင်တိတိကျကျဖွင့်ဆိုမထားသည့်အတွက်ကန့်သက်ထားခြင်းမရှိဟုသောစင်စစ်ချက်ကိုအခြေပြုပြောဆိုကြကြောင်းယူဆနိုင်သည်။သို့ဆိုလျင်တာမန်ဟုတ်မဟုတ်ကိုမြည်သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းကစုံဖြတ်ပေးနိုင်မည်နည်းဆိုသည့်မေးခွန်းမှာစစ်ဝင်စားဝယ်ဖြစ်သည်။ထို့ကြောင့်အမျိုးသားကောက်ွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင်ပါဝင်သူများမှမြည်သူကားများ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်စကားရက်များကိုမိမိစိတ်တိုင်းကြအနှံ့အဓိပ္ပာယ်ကောက်ယူခွင့်မရှိပေ။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုံမှစနစ်အရာခုံရုံးကသာဆောင်ရွက်ရမည်ဖြစ်သည်။သို့သောစစ်ကောင်စီသည်တပ်တန်းတိုးပြီးနောက်မှ2023ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်အခြေခံဥပဒေနှင့်ညီညွတ်ကြောင်းနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကသဘောထားပြန်ကြားသည့်ဟုအလင်းအမြန်သတင်းထုတ်ပြန်ခဲ့သည်ထိုသတင်းထုတ်ပြန်ချက်တွင်ယာယီသမရခုံရုံးကိုသဘောထားထုတ်ပြန်ချက် တောင်းသည့်အတွက်ခုံရုံးက2023ဇန်နဝါရီ31ရက်နေ့တွင်ပြန်ကြားသည်ဟုဆိုခဲ့သည်။ဤထုတ်ပြန်ချက်တွင်စစ်ဝင်စားဖွဲ့ကောင်းသည့်အချက်မှာစစ်ကောင်စီအနေနဲ့မိသည့်အချိန်ကာလတွင်သဘောထားတောင်းခံခဲ့သည်မိတို့သဘောထားတောင်းခံခဲ့သည်ဟုသောအချက်ဖြစ်သည်။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေအရာထိုကဲ့သို့သဘောထားမှတ်ချက်တောင်းခံမှုတင်သွင်းလွှာပြေဆုံးမှုရှိမရှိစစ်စစ်နှင့်ပြရန်နိုင်ငံတော်သမ္မတကရွေးချယ်သည့်အဖွဲ့ဝင်များအနက်မှတက်ဦး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကရွေးချယ်သည့်အဖွဲ့ဝင်များအနက်မှတဦးအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကရွေးချယ်သည့်အဖွဲ့ဝင်များအနက်မှတဦးတို့ပါဝင်သော တင်သွင်းလွှာစီစီရေးအဖွဲ့ကိုဥစွာဖွဲ့စည်းပေးရမည်ဖြစ်သည်ထို့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုံမှ19အရာထိုကော်မတီကစီစစ်ပြီးအချက်အလက်များပြည့်စုံသည့်အခါမှသာကြားနာနိုင်ရန်ခုံရုံးတို့တင်ပြရမည်ဖြစ်သည်ခုံရုံးကဈာနာမီလုပ်ငန်းလှုပ်ဆောင်သောအခါဈာနာမီနေရက်ကိုပုံမှန်၂၁အရမဖြစ်မနေကြိုတင်၍ကြီးညာရမည်ဖြစ်ပြီး ဥပဒေပုံမှန်20နှစ်အရသဘောထားမှတ်ချက်အတွက်ဆုံးဖြတ်ချက်ချမှတ်နေကိုလေကြိုတင်ကြေညာရမည်ဖြစ်သည်ဥပဒေပုံမှန်21အရနိုင်ငံတော်၏လှုပ်ဝက်ချက်သို့မဟုတ်နိုင်ငံတော်၏လုံခြုံရေးကိုထိခိုက်စေနိုင်သောအကြောင်းကိစ္စမှတပါအများပြည်သူရှေ့မှောက်တွင်ကြားနာမှုကိုသာကန့်သတ်နိုင်ပြီးကြံဆောင်ရွက်ချက်များသည်မြည်သည့်အခြေအနေတွင်ဖြစ်နေစေကမူဥပဒေနီလန်တကျဆောင်ရွက်ရမည်သာဖြစ်သည် အဆိုပါသတင်းထုတ်ပြန်ချက်သည်ဥပဒေလုံထုံးလုံနီများခင်းမဲ့နေပြီးစနစ်မကျသည့်အတွက်ပါမန်မဟုတ်သောအခြေအနေနှင့်ပတ်သက်၍သဘောထားမှတ်ချက်တောင်းခံမှုမှာဥပဒေနီလန်တကျမဖြစ်သည့်အတွက်ခိုင်မာသည့်ဆုံးဖြတ်ချက်ဟူ၍မှတ်ယူရန်လွန်စွာခဲ့ရန်လာသည်အင်းနေရာတွင်မေခွန်းထုတ်စရာမှာအခြေခံဥပဒေအရနှစ်ကြိမ်သာတက်တန်းတိုးခွင့်ပေးထားသောစစ်ကောင်စီသည်2023ခုနှစ်ကာလွန်အစည်းအဝေးတွင် တာမန်မဟုတ်သောအခြေအနေဟုအကြောင်းပြပြီးအရေးပေါ်ကာလကိုအခြေခံဥပဒေပုံမှ425အတုံးပြုကနောက်ထပ်နှစ်နှစ်နဲ့6လကျော်2025ခုနှစ်ဇူလိုင်လ31ရက်နေ့အထိ၎င်း၏တက်တန်းကိုဆွဲဆန့်ခဲ့သည်ထို့ပြင်ဒေါ်လာရေးကောင်စီခေတ်ကပြဋ္ဌာန်းခဲ့သောစကလုံးများ၏အနက်အဓိပ္ပာယ်ကိုဖွင့်ဆိုသည့်အခါတွင်အထုံပြုသည့်ပြဋ္ဌာန်းဥပဒေတရက်ဖြစ်သော1983ခုနှစ်စကားရံများအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေအခန်း၃အနက်အဓိပ္ပာယ်များဖွင့်ဆိုချက်များတွင်လည်း တာမန်မဟုတ်သောစုသည့်ဇကာအနှက်အဓိပ္ပာယ်ကိုဖွင့်ဆိုထားခြင်းမရှိခြင်း။ဤဒီမှာလည်း2008အခြေခံဥပဒေတာမကဒီဇယ်ဇကာရက်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေတွင်မပါရှိသည့်တာမန်မဟုတ်သောစုသည့်ဇကာရက်အသစ်တွင်ကဤသည့်ဥပဒေကိုမှမကိုကအနှက်အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိပေဒီဇယ်ဥပဒေကိုထပ်မံချိုးဖောက်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်တာမန်အားဖြင့်တစ်ကြိမ်တည်း6လအထိနှစ်ကြိမ်တိုးမြင့်ပေးနိုင်သောဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်421ခါခွဲပါပြဋ္ဌာန်းချက်များကိုကျော်လွန်၍လှုပ်ဆောင်သောစစ်တပ်2023ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမှယနေ့2025ဒီဇင်ဘာလအထိလှုပ်ဆောင်ချက်များသည်လည်းမြည်သည့်ဥပဒေနီလန်းနှင့်မျှတရားဝင်မည်မဟုတ်ပါသမရရာတို့ဥပဒေမဲ့လွှဲပြောင်းခြင်းဆက်လက်၍မြင့်ဆွေကမြေအောင်လိုင်ထံသို့တမရရာတို့ဥပဒေမဲ့လွှဲပြောင်းခြင်းကိုကြည့်မည်ဆိုလျင်ဒုတိယတမရဖြစ်သောဦးဟင်နရီဗင်တီယူအကြောင်းလေးပါဝင်လာသည် ထိုအကြောင်းအရာကိုလေ့လာသုံးသပ်ရမည်ဆိုလျင်မင်းအောင်လိုင်ခန့်ယာယီသမရဦးမြင့်စွေသည်2023ခုနှစ်နှစ်စန်းပိုင်းမှစ၍အာယုံကျော်များနှေးကွေးတုံဆိုင်သည့်ယောဂ၎င်းနှင့်ဆက်ဆက်ဖြစ်ပေါ်သောအာယုံကျော်အာနေချင်းတို့ကိုစတင်ခန်းစားလာရသည်ဟုစစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့သည်။ထိုအခါ2021ဖေဖော်ဝါရီ၁ရက်နေ့အာနာသိန်းကာလစတင်ခေါ်ယူသောကာလုံအစည်းအဝေးများကိုတက်ရောက်ခြင်းမရှိဘဲလူမြင်ကွင်းမှနှစ်တော်ကြာပြောက်ကွယ်နေသောဒုတိယသမ္မတဦးဟင်နရီဘင်ချီယူသည် 2023ခုနှစ်ဩဂုတ်လကားလုံးအစည်းအဝေးသို့တက်ရောက်စီပြီးစေကောင်းဆောင်မင်းအောင်လှိုင်ကားလုံးတွင်ပြန်လည်ပါဝင်လာခဲ့သည်အချောင်းရများကိုဆက်ဆက်ကြည့်မည်ဆိုပါကထိုကာလအခြေအနေတွင်ချမ်းမာရေးမကောင်းသောမြင်းဆွေကားလုံးအစည်းအဝေးတက်နိုင်မည်မဟုတ်ကြောင်းမင်းအောင်လှိုင်တို့စေအုပ်စုအနေဖြင့်သိရှိပြီးလောက်မည်မှာအသေးချာဖြစ်ပြီးဒုတိယသမ္မတနောက်တဦးဖြစ်သော NLD ပါတီဝင်ဦးဟင်နရီဘင်တီယူကိုအမိခံရိုက်သမ္မတနေရာတွင် ထားပြီးကားလုံးကိုဆက်လက်ဦးစီးစေကအမိန့်ကြေညာချက်များဆက်လက်ထုတ်ပြန်ရန်ရည်ရွယ်ခဲ့ပုံရသည် အဘဲကြောင့်ဆိုတော့ကာလုံမတဆင့်ကြီးညာရသောကိစ္စအဝဝသည်သမရရာလူရှိသောလူပုဂ္ဂိုလ်သာလှုပ်ဆောင်ခွင့်ရှိကြောင်း၂008အခြေခံဥပဒေအခန်း၁၁အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်ပါဥပဒေများတွင်အတိအလင်းပြဋ္ဌာန်းထားသောကြောင့်ဖြစ်သည်။ထို့ပြင်အခြေခံဥပဒေကိုချိုးပေါက်ကအနာသိမ်းထားသောမင်းအောင်လှိုင်စေုပ်စုအနေဖြင့်ထိုအခြေခံဥပဒေကိုလေးစားလိုက်နာခြင်းတရားအယောင်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။ သို့တော်ညာလင်ဦးဟင်နဒီဘင်းချီယူသည်လည်းကြာကြာမခန့်လိုက်ပြီး2024ဖေဖော်ဝါရီကလုံခေါ်ပြီးနောက်နှစ်လအကြာတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ439အရဒုတိယသမ္မတဦးဟင်နဒီဘင်းချီယူအားဂျမ်းမာရေးအရတာဝန်မှအနားယူခွင့်ပြုလိုက်သည်ဟုသောထုတ်ပြန်ချက်ထွက်လာသည် ဤတွင်ကာလွန်ကောက်ဖွဲ့စည်းပေးထားသောစစ်ကောင်စီအနေဖြင့်ရွေးကောက်ပွဲမှတဆင့်ပြည်သူလူထုရွေးချယ်၍ပြည်ထောင်စုလွှတ်တော်ကတရားဝင်ခန့်အပ်ထားပြီးကာလွန်အင်ကာစင်တွင်တတိယနေရာရှိသောဒုတိယသမရကိုကျမ်းမာရေးအရာအနာယူခွင့်ပေးခြင်းသည်၂008အခြေခံဥပဒေကိုထပ်မံချိုးဖောက်ခြင်းဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်နိုင်ငံတော်သမ္မတဒုတိယသမ္မတများအားခန့်အပ်ပိုင်ခွင့်အနာယူခွင့်ပေးခြင်းဆိုင်ရာထိုးထိုးသောလုပ်ပိုင်ခွင့်ရှိကြောင်းကို2008ဖွဲ့စည်းပုံအခြေခံဥပဒေအပအဝင်နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေစသည့်မည်သည့်ပြဋ္ဌာန်းဥပဒေတွေမှမတွေ့ရှိရပေ။ထို့ပြင်2024ခုနှစ်အောက်တိုဘာလကာလအစည်းအဝေးမှတိုင်ခင်ဇူလိုင်လ22ရက်နေ့တွင်ယာယီသမရမြေဆွေစေကူတာမှုခံယူနေခြင်းဖြစ်၍ ကာလွန်ဆိုင်ရာကိစ္စရပ်များယာယီသမရတာဝန်များကိုမြင့်ဆွေကစေကောင်းဆောင်မယောင်လိုက်ထံလွှဲပြောင်းပေးကြောင်းကြေညာခဲ့သည်ယာယီသမရတာဝန်များကိုထိုးထုတ်လွှဲပြောင်းခွင့်ရှိကြောင်း2008ဖွဲ့စည်းပုံအခြေခံဥပဒေနိုင်ငံတော်သမရနှင့်ဒုတိယသမရများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေစာတီအထက်တွင်ဖော်ပြခဲ့သောအရေးကြီးသောဥပဒေများတဲတွင်လည်းမပါရှိပါရှင်းရှင်းပြောရလျင်မြေဒီဥပဒေအကူအကားတွေမှမဖော်ပြထားဘဲဥပဒေများကိုတရားလက်မဲ့ဆက်လက်ချိုးဖောက်ခြင်းဖြစ်သည် ထို့ပြင်နိုင်ငံတော်သမ္မတသို့မဟုတ်ဒုတိယသမ္မတများသည်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျင်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ၎င်းနိုင်ငံဝန်ထမ်းဖြစ်လျင်နိုင်ငံဝန်ထမ်းအဖြစ်မှ၎င်းနှုတ်ထွက်သို့မဟုတ်အငြိမ်းစားယူရမည်ဖြစ်ကြောင်း2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ63တွင်ပတိအလင်းဖော်ပြထားသည်သမ္မတရာထူးမဖြစ်မနေလွှဲပြောင်းပေးအပ်ရမည်ဆိုသည့်ကာလွန်အင်္ဂါစင်အရနံပါတ်၄ရှိသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်တီသာဖြစ်နိုင်ပြီးမင်းအောင်လှိုင်အနေဖြင့်ကာလွန်ကိုကျော်လွန်လှုပ်ဆောင်ခြင်းအသွင်သဏ္ဍာန်ဆောင်သည် နိုင်ငံဝန်ထမ်းတအူးဖြစ်သောမင်းအောင်လိုင်အနေဖြင့်တမရော်ကောက်ခွေဦးစီးချုပ်ရာတို့မှလည်းအနားယူခြင်းမပြုဘဲဥပဒေများကိုထက်ခါထက်ခါချိုးပေါက်ကရက်ခွက်ထဲအယောင်းဝယ်ကိစ္စစာချုပ်ချုပ်ဆိုတဲ့ကဲ့သို့လွယ်လွယ်ကူကူယာယီတမရတာဝန်ယာတို့ယူလိုက်ခြင်းပင်ဖြစ်သည်ထို့ကြောင့်မင်းအောင်လိုင်အနေဖြင့်ယာယီတမရတာဝန်ယာတို့ယူပြီးကာလုံခေါ်ခဲ့သော2024ခုနှစ်ဩဂုတ်လနှောင်းပိုင်းကိစ္စများသည့်လည်းဥပဒေချိုးဖောက်ယုံသားမကဥပဒေပေါင်းအပြင်ဘက်သို့ကျော်ထွက်လာပြီးနိုင်ငံရေးအရပြောပြစရာစကားမရှိလောက်အောင်ပင်ရုပ်ပြက်စင်ပြက်ဖြစ်နေပြီဖြစ်သည်။ ဒီတို့ပင်ဥပဒေနဲ့မညီဟုပြောဆိုနေကြမှုစေကောင်းဆောင်ကကြုတ်မင်းအောင်လိုင်မတက်စင်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်426အရရင်အားပေးအပ်ထားသောတာဝန်များပြီးမြောက်ဆောင်ရွက်ပြီးဖြစ်ကြောင်းတင်ပြလာသည့်ဖြင့်ကာလုံသည့်အခြေခံဥပဒေပုံမှန်438နဲ့438အရကာကွယ်ရေးဦးစီးချုပ်ထံလွှဲအပ်သည့်နိုင်ငံတော်အာဏာအရရက်ကို2025ခုနှစ်ဇူလိုင်လ31ရက်နေ့အမိန့်အမှန်တင်မြင်ဆောင်2025ထုတ်ပြန်ကယာယီသမ္မတတာဝန်ဘိုးချုပ်မှုကြီးမင်းအောင်လိုင်ကပေးဖြတ်ခဲ့သည် ကာလုံသည်ဆက်လက်၍ယာယီသမရတာဝန်မင်းအောင်လှိုင်အနေဖြင့်အမိတ်အမတ်၄မြန်ဆောင်2025ထုတ်ပြန်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာယီကော်မရှင်အားဖွဲ့စည်းဖို့အခြေခံဥပဒေပုံမှား428အရဖွဲ့စည်းဆောင်ရွက်စေသည်ဟုကြေညာခဲ့သည်အမှန်စင်စစ်ယခုလိုပြုလုပ်ဆောင်ရွက်ခဲ့သောအရာများသည်မြည်သည့်ဥပဒေပြဋ္ဌာန်းချက်နှင့်မျှမညီပင်ထွက်ပေါက်ပြောင်းနေသောမင်းအောင်လှိုင်အဖို့သွေးယူသွေးတန်းရှောက်လုပ်နေသောအရာများသာဖြစ်သည် ယာယီသမရတာဝန်ယာတူးလွှဲပြောင်းပေးအပ်ထားသောဥမြင့်ဆွေသည်လည်း2025ခုနှစ်ဩဂုတ်လ9ရက်နေ့ကကွယ်လွန်ခဲ့တယ်လို့ဒုတိယသမရဟင်နရီဘင်တီယူကိုလည်းကျမ်းမာရေးအရာဟုဆိုကာအနာပေးထားပြီးဖြစ်သည့်ထို့ကြောင့်မရောက်နိုင်သည့်ရုရှားတရုတ်ဗီလာရုစသောနိုင်ငံများနှင့်တွေ့ဆုံရာတွင်တာဝန်ဆိုသောဇက်ခါရက်ကိုပယ်ဖြတ်ကယာယီသမရဆိုသည့်နှံစာကိုထင်းရောက်ထင်းမာဖြစ်စေရန်ရည်ရွယ်ချက်ရှိရှိတွင်တွင်ကျကျအသုံးပြုလာခဲ့သည်